ကိုဝန်ဆောင်တဲ့ချိန်ဒီမှာပေါ့နော်တချို့အမျိုးသမီးလေးတွေမှာဆိုလို့ရှိရင်တော့များသောအားဖြင့်ကတော့ဒီ iron deficiency anemia လို့ခေါ်တဲ့တန်တက်ချို့တဲ့ရောဂါတွေဖြစ်တတ်ပါတယ်အထူးသဖြင့်ဆိုလို့ရှိရင်တော့ပေါ့နော်အမောင်ကိုဝန်မဆောင်ခင်ကလေးကပေါ့နော်အမောင်ပိန်ပိန်ပါပါတို့ငကိုတဲ့ဟိုကလည်းသူရနေရောဂါရှိတဲ့သူတွေပေါ့နော်အဲ့လိုလူတွေမှာဆိုရင်တော့ဒါဆိုတော့ကိုဝန်ဆောင်တဲ့ချိန်ဒီမှာတော့ဒီတန်တက်တွေရော့ပါသွားတဲ့အတွက်ကြောင့်မလို့ဒါသူရနေရောဂါလေးတွေဖြစ်တတ်ပါတယ်အဲ့တော့တချို့ထောင်မှပေါ့နော်ဥပမာဆိုလို့ရှိရင်ထားလိုက်ပါတော့ weight ကပေါ့နော်ပေါင်100လောက်တော့ရှိနေတယ်ဒါပေမဲ့သူတို့စစ်လိုက်တဲ့အခါမှာဆိုရှင် hemo ဂလိုဘင်က10လောက်ပဲရှိတယ်ပေါ့နော်အဲ့လိုမျိုးတွေလည်းကျမတို့တွေ့ရပါတယ်ရှင်ဒါကြောင့်မလို့ပေါ့နော်ပြောမယ်ဆိုရင်တော့ကိုဝင်ဆောင်တဲ့ချိန်မှာကျမတို့ကိုဝင်ယူတော့မယ်ဆိုရင် folic acid တို့လိုမျိုးကျိုးပြီးတော့မှတိုက်တာတွေရှိပါတယ်အခုခေတ်မှာတော့ပေါ့နော်အဲ့တော့အ ਨੇ ဆုံးဆိုရှင်3လောက်ကလေးကကိုဝင်တော့မဆောင်ခင်ကလေးဟာ folic acid တွေကျိုးတောက်ထားတယ်ဒါမှမဟုတ်ဘူးဆိုလို့ရှင်လည်းအာယွန်းတွေများများပါတယ်အစားအစာလေးတွေပေါ့နော်စားပြီးဖို့အရေးကြီးပါတယ်အဲ့တော့ဒီတန်တက်အများဆုံးပါတဲ့အစားအစာကတော့ပြောမယ်ဆိုရင်တော့အနီအောင်ရှိတဲ့အသားတွေပေါ့နော်အဲ့တော့မှဝက်သားတို့လိုစိတ်သားတို့လိုအမဲသားတို့လိုမျိုးပါ ဆိုလို့ရှိရင်တော့ဒါတန်တက်တည်းကပူပါတယ်အစိမ်းဆောင်ရှိတဲ့အရွက်တွေပေါ့ဥမာဟင်းနုနယ်ရွက်တို့ကစွန်းရွက်တို့ဘူးရွက်တို့မှာဆိုရှင်ပါတယ်အသီးတွေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဖရဲသီးတို့လိုမျိုးပေါ့နော်နောက်ပဲနို့တို့လိုမျိုးပေါ့နော်ဒီလိုမျိုးတွေမှာဆိုလို့ရှိရင်တော့တန်တက်တည်းကပူပြီးတော့မှပါတဲ့အတွက်ကြောင့်မလို့ကိုဝင်ဆောင်တဲ့ချိန်မှာဆိုရင်တော့ပေါ့နော်ဒီဓာတွေပါတဲ့အစားစာလေးတွေကိုတော့ဦးစားပေးပြီးတော့မှစားကြပါလို့တော့ကျွန်မအကြံပြုချင်ပါတယ်ဟိုကပေါ့အစားနည်းတယ်ဆိုရင်တော့ကျွန်တော်တို့တွေကဒီတန်တက်ပါတဲ့အားစေးတွေပေါ့နော်အရင်တော့ဆိုရှယ် ferrous sulfate တို့နော် for ferrous sulfate နဲ့နောက်ပြီးတော့ folic acid ပေါ့ဒါလေးတွေပေါ့အခုနောက်ပိုင်းမှာတော့ကျမတို့ multi vitamin တွေထဲမှာလည်းတန်တက်တွေကပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါလေးတွေကိုလည်းတစ်ခါတည်းရောပြီးတော့မှတောက်ထားမယ်ဆိုလို့ရှင်လည်းပို့ပြီးတော့မှအဆင်ပြေပါလိမ့်မယ်နော်